ားလုံးပဲမင်္ဂလာပါဗျာအောင်တူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်တူပါဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့သင်ခန်းစာကတော့ look at value နှစ်ခုထားပြီးတော့ h look at function ကိုအသုံးပြုပြီးကိုလိုချင်တဲ့အချက်လက်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်ကောင်းပါပြီဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဇာတ်ကွက်တစ်ခုတည်ဆောက်ထားတယ် ဥပမာဟော်ဒီကွမ်းမှာအချုံမုံလို့ယူမယ်ဟော်ဒီကွမ်းမှာဇန်နဝါရီလို့ယူမယ်ဒါဆိုအချုံမုံဇန်နဝါရီလနဲ့ကိုက်ညီတဲ့ဂိင်္ဂနံကိုဟော်ဒီစေးပရိုက်ဆိုတဲ့ကွမ်းမှာရှာဖွေပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုနီလန်းကိုလှုပ်ဖို့အတွက်နီလန်းပေါင်းခုနှစ်ခုရှိတယ်ဒါကတော့နောက်ဆုံးနီလန်းဖြစ်တဲ့ h lookup function ကိုအသုံးပြုပြီးတော့အဲလှုပ်ရမယ့်နီလန်းဖြစ်ပါတယ်။ကောင်းပြီဒါဆိုရင်ကျွန်တော်အခု h lookup function ကိုအသုံးပြုမယ်။ အဲ့တော့ equal hl depth lookup value ဆိုတဲ့နေရာမှာအဲကျွန်တော်တို့ကကိုရှာဖွေခြင်းနဲ့စကလုံးကိုထည့်သွင်းပေးရမှာဖြစ်တယ်ကျွန်တော်ဒီ January ဆိုတဲ့စကလုံးကိုရှာဖွေခြင်းတာဒါကြောင့်မလို့ lookup value နေရာမှာ January ကိုညွှန်းမယ်ကောမာတော့မယ် lookup array ဆိုတဲ့နေရာမှာတော့ဒီလနံပါတ်တွေကိုကျွန်တော်တို့က select မှတ်ပြီးတော့ထည့်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကိုရှာဖွေခြင်းနဲ့စကလုံးက January ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ January လို့ရိုက်ထည့်ထားတယ်။ဟောဒီ အဲ colon heading တွေကိုကျွန်တော်တို့ကထည့်သွင်းပေးရမှာပါ။ကောင်းပြီ။ကောင်းပါကုန်မယ်။အဲ့တော့ return array နေရာမှာတော့ h lookup function ရဲ့အားသာချက်လို့ပဲပြောနိုင်ပါတယ်။အဲကျွန်တော်တို့ပုံမှန် exam မှာဆိုရင်အခုလိုမျိုး return array ကိုအစုလိုက်အပြုံလိုက်ထည့်လို့မရပါဘူး။ဒါပေမဲ့ h lookup function က dynamic array function တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ return array ကိုကျွန်တော်တို့အခုလိုမျိုးထည့်သွင်းနိုင်ပါတယ်။ပြီးရင်ကောင်းပါကုန်မယ်။ ပြီးတော့ရင်တော့ဒါကျွန်တော်တို့ဒါရပြီအဲ့တော့ h local function ကဒီအချိန်မှာဘာအဖြစ်ကိုထုတ်ပေးမှာလဲเนาะဒီ column ကြီးတစ်ခုလုံးစာကိုကျွန်တော်တို့ထုတ်ပေးမှာဖြစ်တယ်ဒီအချိန်မှာကျွန်တော် under ခောက်လိုက်ရင် January နဲ့ပတ်သက်တဲ့ column ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာ February လို့ရွေးရင် February နဲ့ပတ်သက်တဲ့ column ကိုသူကရှာဖွေပေးမှာပါကောင်းပြီအဲ့တော့ကျွန်တော်ကနောက်ထပ် h local function တစ်ခုကိုသုံးမယ် h of tab lookup value ဆိုတော့ဂျုံမုံကိုညွှန်မယ် comma ကုတ်မယ် lookup array ဆိုတော့ကျွန်တော်စားလို့ဂျုံမုံတို့ရိုက်ထည့်ထားတဲ့ column ဆလမ်းပတ်ပြီးထည့်မယ် comma ကုန်မယ်အဖြေကတော့အဲ့ဒီရဲ့ value နှစ်ခုနဲ့ကပ်ညီတဲ့ lookup ကိုရှာဖွေခိုင်းမှာဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်ကအခု click ချက်ပေးပြီးတော့ခွင်းပေးလိုက်မယ်ပြီးသွားရင် under ခေါက်လိုက်မယ် under ခေါက်လိုက်တာနဲ့ဒီပိုင်းနဲ့เนาะဒီမှာအချုံမုံ February ကနံပါတ်9နေရာမှာရှိတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီနေရာမှာ9ဆိုတဲ့အဖြေကိုထုတ်ပေးတာကိုတွေ့ရပါလိမ့်မယ် ။ကောင်းပါပြီ။ဒါကတော့ကျွန်တော်ရှင်းပြခြင်းနဲ့ HLOOKUP function ကိုနှစ်ခါသုံးပြီးတော့ပြုလုပ်ရမယ့်နည်းလမ်းဖြစ်ပါတယ်။အားလုံးပဲကျွန်တော်ရှင်းပြတာကိုကြည့်နေတဲ့တယ်ဆိုရင် like share လေးလုပ်ပြီးတော့မျှဝေသားနိုင်ပါတယ်။ HLOOKUP နဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ကြပါစေ။နောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမှာနော်။